မင်္ဂလာပါ Power Stories Channel ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကတော့မလေးရှားနိုင်ငံကိုသွားလို့ရှိရင်ဒီမလေးဗီဇာကိုဘယ်လိုရှားရလဲဆိုတော့တဆင်ချင်းစီကိုပြောပြပေးမှာဖြစ်ပါတယ်မလေးရှားနိုင်ငံကဒီမြန်မာလူမျိုးတွေသွားမယ်ဆိုလို့ရှိရင်သူကဒီစင်ကာပူတို့ထိုင်းတို့တခြားဒီအာနိုင်ငံတွေလိုမဟုတ်ပဲねမြန်မာလူမျိုးဆိုလို့ရှိရင်သူကဒါဗီဇာလိုပါတယ်အဲ့တော့ကိုကဗီဇာကိုအရင်ကြိုးလျှောက်ထားဖို့လိုတယ်ပေါ့နော် အဲ့တော့အခုဒါဗီဇာဘယ်လိုလျှောက်ရလဲဆိုတော့ဟိုအဆင့်ချင်းစီကိုရှင်းပြပြီးမှဖြစ်ပါတယ်။မလေးရှားဗီဇာကိုလျှောက်မယ်ဆိုလို့ရှိရင် website ဖြစ်တဲ့ဒီအာ malaysiavisa.imr.government.my ဆိုတဲ့ website ကနေပြီးတော့ဝင်ပြီးတော့ရှောက်လို့ရပါတယ်။ဒီ website link ကိုလည်းဒီ YouTube video ရဲ့ description မှာအာထည့်ထားပေးမှာဖြစ်ပါတယ်။အဲ့တော့ malaysia visa ဆောက်မယ်ဆိုလို့ရှိရင် ကိုကဒါသူတို့ရဲ့ဒီ website မှာဒီ account ဖွင့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုကအာအခုမှစရှောက်မယ်ဆိုလို့ရှိရင် DIM new ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဒီ account ဖွင့်ရမယ်ပေါ့နော်အဲ့တော့မဒီအခုဒီကနေစပြီးတော့ဒီကိုစပြီးတော့ဘယ်လိုပြပေးပါမယ်အကောင့်ဘယ်လိုဆောက်ဖွင့်တာလဲဆိုတာကနေပေါ့နော်အဲ့တော့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင် ဒီမှာသူပေးထားတဲ့အာအဓိကကွာ register လောက်ရတာပေါ့နော်ဒီမှာသူပေးထားတဲ့ information တွေဖြည့်ရပါမယ်ဒီမှာ given name နဲ့စာနေပေါ့နော်အဲ့လိုမျိုးနှစ်ခုပေးထားတယ်အဲ့ဒီမှာအဲဒီမှာကတော့ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ကျမတို့ဒီမြန်မာဖြစ်ဒီမြန်မာတွေမှာကြတော့ဒီ given name တွေစာနေတွေဒီ first name တွေ last name တွေကအဲ့လောက်ကြီးမရှိတဲ့အခါကျတော့ကိုကဒီလိုမျိုးဟိုထားပါတော့နော်ဒီ given name နေရာမှာကိုရဲ့ first name ဒီစာနေနေရာမှာကိုရဲ့ဒီ last name ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်တခါတက်လီမှာ ဟိုဘာဖြစ်တယ်လဲဆိုတော့တစ်ခါလေကြာလို့ရှိရင်ဒီဗီဇာရတဲ့အခါမှာကိုယ့်ရဲ့နာမည်အရလို့ပြောင်းပြန်ဖြစ်နေတာမျိုးတွေအဲ့လိုမျိုးတွေဖြစ်ကြတယ်ဗောနော်။အမကျမနာမည်မေဦးခိုင်ဆိုလို့ရှိရင်အာမေဦးခိုင်ဆိုတဲ့အတိုင်းမပေါ်ဘဲနဲ့ခိုင်မေဦးလို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဗောနော်။အဲ့တော့ကျမကဒီလိုမျိုး option ပေးထားတယ်ဆိုလို့ရှိရင်ဒီမှာ given name ကတော့သူက ်ဒါမဖြစ်မနေထည့်ရမယ် information ပေါ့နော်ဒီ family name ကတော့ option နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကဒီ family name ကိုမထည့်တော့ဘဲနဲ့ဒီ given name ဆိုတဲ့နေရာမှာသူရဲ့ဒါ full name ကိုပဲထည့်တိုင်းပါမယ် nationality ကိုဖြည့်ရပါမယ်နောက်တစ်ခုက nationality ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ nationality ရွေးမယ်ကိုယ့်ရဲ့ဒီမှာ passport number ပေါ့နော် passport number ကြည့်ရပါမယ် ီမှာ gender ပေါ့နော် male or female အဲ့တော့ဒီ information တွေကဒါအမှန်အတိုင်းကြည့်ရမှာပေါ့နော်ကိုဒါ passport number တို့ gender တို့ဒါ date of birth တို့ပေါ့နော် information တွေကိုဒါအမှန်အတိုင်းထည့်ပြရမှာဖြစ်ပါတယ် Okay နောက်တစ်ခုကကျတော့မှာ date of birth ထည့်ပြရမယ်ဒီပါလို့ရှိရင် ဒါ current local address ပေါ့နော် current local address ကကြတော့ဒီညီမကဒါစင်ကာပူမှာလက်ရှိနေနေရဆိုတော့ဒါစင်ကာပူကိုလိမ့်စာထည့်ပေးမယ်ပေါ့နော်ဒီနားမှာဒီနေရာမှာတခုရှိရတာကတခြားနိုင်ငံမှာမြန်မာပြည်အားရှောက်တယ်ဆိုလို့ရှိရင်တော့ဒီ visa ရဖို့ chance ကနည်းတယ်လို့တော့ကြားမှုရပေါ့နော်အဲ့တော့ဟိုအဲ့ ဟိုမြန်မာပြည်ကနေရှောက်မယ်ဆိုလို့ရှိရင်တော့ဟိုဗီဇာရမရဆိုတာတော့ဒီမှာအရင်ဒီတိချာချာမသိဘူးပေါ့နော်အဲ့တော့ဒါကွာကိုဒါ research ထပ်ပြောလုပ်ကြည့်ရမှာပါဒီမှာကတော့ဒါဒီမှာရှောက်တာကဒါစင်ကာပူကနေပဲရှောက်တဲ့တကြောင်ပို့လို့ဒါစင်ကာပူလေးစာထည့်ပေးရပါမယ်သူကဒါမဖြစ်မနေထည့်ရမယ် information တွေထည့်ပေးရပေါ့နော်ဒီမှာ ့ရဲ့ telephone number ကလည်းဒါ essential information မှာပါတဲ့အတွက်ကြောင့်မို့လို့ထည့်ပြရပါမယ်။ဒီ email address ပေါ့နော်ဒီ login information ထဲမှာ email address ထည့်ပြရမယ်။အဲ့ဒီ email ကကြာတော့ဒီ email ကိုသုံးပြီးတော့ဘုကဒီ visa ကိုရှောက်မဲ့ email ပေါ့နော်။အဲ့တော့ဒီ email address ထည့်ပြရပါမယ်။နောက်တစ်ခုကကြာတော့ password ပေါ့နော်။ password ထည့်ပြရပါမယ်။ password ကဒီမှာသူပြထားတယ်သူရဲ့ criteria အတိုင်းထည့်ပြရမယ်ပေါ့နော်ဒီမှာဒီမှာ password ကိုထည့်ပါမယ်နောက်တစ်စင်းကသူရဲ့ဒီ character ID သူရေးထားတဲ့ဒီစလုံးလေးပေါ့နော်အဲ့စလုံးလေးကြီးအတိုင်း န်တီအကြောင်းထည့်ပြီးတော့ရေးပြီးတော့ကိုဒီ information တွေအကုန်လုံးဖြည့်ပြီးသွားပြီးဆိုလို့ရှိရင် register ကိုနေတိုက်ပါမယ်အဲ့လိုမျိုးဒါဟိုအကောင့်လေးတစ်ခုဖွင့်ရမယ်အကောင့်ဖွင့်ပြီးသွားလို့ရှိရင်အကောင့်ဖွင့်ပြီးသွားလို့ရှိရင်ဟိုဒီမှာဒါ login ဝင်မယ်ပေါ့နော် login မှာကိုခုနကတော့ဖွင့်ထားတဲ့အကောင့် information တွေနဲ့ဒါ login ဝင်လာပါမယ် ုကဟိုခုနကဒါ register လုပ်ပြီးတော့ account ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာစပြီးတော့ visa စပြီးတော့ရှောက်လို့ရပြီပေါ့နော်အဲ့ခါမှာဒီမှာ apply now ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ် apply now ဒီဟာလေးကိုနှိပ်ပြီးတော့ဒါလိုတဲ့ information တွေဖြည့်ပြီးတော့ visa ရှောက်လို့ရပြီပေါ့နော်အဲ့တော့ကွာဒါ tourist အနေနဲ့ပေါ့မှာဆိုတော့ဒီ tourist ဆိုတဲ့ဟာကိုနှိပ်ပါမယ် ဲ့တော့ဒီ visa မလျှောက်ခင်မှာလိုတဲ့ information တွေအားကြတော့ဓာတ်ပုံလိုပါမယ်ဒီ passport ရဲ့ဒီအရှိစာမျက်နှာပေါ့နော်ဒီအရှိစာမျက်နှာလိုမယ်အဲ့ဒီ ID နဲ့ခုတာ upload လုပ်ပေးရမယ်ကောင်းရင်ဒီမှာကိုယ့်ရဲ့ information တွေပေါ့နော်ဒီမှာ surname ရဲ့ given name ရဲ့ပေါ့နော်အဲ့ဒီနှစ်ခုထဲမှာဟို surname ဖြစ်ဖြစ် given name ဖြစ်ဖြစ်ကိုယ်ကြိုက်တဲ့တစ်ခုကိုကိုယ့်ရဲ့ full name ပြပေးရပါမယ် တချို့တွေကြတော့လေဒီစာနေနေရာမှာကိုယ့်ရဲ့ဒါ last name ကိုထည့်ပြီးတော့ဥမာကျွန်မနာမည်မေဦးခိုင်ဆိုလို့ရှိရင်ခိုင်ကိုထည့်ပြီးတော့ given name နေရာမှာဒါ first name နဲ့ middle name ကိုထည့်လိုက်ကြတယ်ပေါ့နော်အဲ့တော့ဒီ visa ရလာတဲ့အခါကြာလို့ရှိရင်တစ်ခါလေးကြာရင်တော့ဘယ်လိုဖြစ်သွားတယ်လဲဆိုတော့အဲ့လိုမျိုးဒီစာနေနဲ့ given name ကိုခွဲပြီးတော့ဂျီလိုက်လို့ရှိရင်တစ်ခါလေးကြာလို့ရှိရင်ကျွန်မနာမည်ကဒီမေဦးခိုင်ရဲ့အတိုင်းမပေါ်ပဲတော့ပဲနဲ့ခိုင်မီဦးလို့အဲ့လိုမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်မကဒီလိုမျိုး information ပြေးပေးထားရဆိုလို့ရှိရင်စာနေပြပြ given name ပြပြတနေရမှာကိုယ့်ရဲ့ဒါ full name ကိုပဲထည့်ပေးလိုက်တယ်အဲ့တော့ကို visa ရလာပြီဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒါ passport တွေကအတိုင်းနဲ့ဒါ full name ကအာအရှိအနောက်မလွယ်ပဲနဲ့ရလာမယ်ပေါ့နော်နောက်တစ်ခုကဒီမှာ date of birth ဖြေရမယ်ပြီးတော့ရင် nationality ကမြန်မာ gender ဖြစ်မယ်ပြီးတော့ phone number ပေါ့နော် single ပြီး မှာရှိတဲ့ phone number ထိပါမယ်။ဒီ email address ကကြတော့ခုနကတော့ကိုဒါ register လုပ်ခဲ့တဲ့ရနေပြီးတော့ဒါ register လုပ်ခဲ့တဲ့ email address ပေါ့နော်အဲ့တော့သူကတခါတည်းပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်ပြောကြရစာမလို့ဘူး။ဒီမှာ visa type ပေါ့နော် visa type ကိုဒီမှာတင်တယ်လေးရှင်းပြခြင်းတယ်။ visa type ကနှစ်မျိုးရှိရပေါ့နော် single entry visa နဲ့ multiple entry visa ဆိုပြီးတော့နှစ်မျိုးရှိတယ်။ကိုကစင်ကာပူနိုင်ငံမှာ valid pass ရှိထားတယ်။မာ aspect to ep လို့ အာပဖို့ပါမြေတို့ပေါ့နော်အဲ့လိုမျိုး Zelda Pass ရှိထားတဲ့သူတွေဆိုလို့ရှိရင်ဒါ Multiple Entry Visa ကိုရှောက်လို့ရပါတယ် Multiple Entry Visa ကကြတော့သူကဒါ Visa ရပြီဆိုလို့ရှိရင်6လတက်တန်းရှိတယ်ပေါ့နော်အဲ့တော့ကိုက6လအတွင်းမှာဒီ Visa မကုန်မချင်းကိုဟို ဝင်လိုက်ထွက်လိုက်လုပ်လို့ရတယ်ပေါ့နော်တစ်ချိန်ထက်မကောက်ဝင်လိုက်ထွက်လိုက်လုပ်လို့ရတယ်ဒါမှဒီပဲ entry visa ပေါ့ဒါကဒါ valid pass ခြင်ထားတဲ့သူတွေအတွက်ဖြစ်ပါတယ်စင်ကာပူကိုအလဲလာတယ်ကိုမှဒီစင်ကာပူမှာနေလို့ရတယ် long term နေလို့ရတယ် pass မရှိဘူးပေါ့နော်ဒါ visit pass နဲ့ပဲလာတဲ့သူတွေအာစင်ကာပူမှာဒါအလုပ်ဒီ aspect cancel လုပ်ပြီးလို့ဒါ visit pass ဖြစ်သွားတဲ့သူတွေဆိုလို့ရှိရင်တော့ ူကဒါ single entry visa ပဲရှောက်လို့ရတယ်ပေါ့နော် multiple entry visa ရှောက်လို့မရပါဘူး multiple entry visa ရှောက်တယ်ဆိုရင်ဒါ reject ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကဒီ s ကိုရဲ့ဟို aspect က aspect ဖြစ်ဒီ ep ဖြစ်ဖြစ်ဒီ cancel မလုပ်ခင်မှာတော့ multiple entry visa ကိုရှောက်ထားမယ်ဆိုလို့ရှိရင် aspect cancel ဖြစ်သွားတဲ့အခါမှာကိုရဲ့ visa ကဒါမှဒီပဲ entry visa ဖြစ်နေပြီးတော့နောက်ထပ်6လအနည်းဆုံးဒီ Singapore ကနေဝင်လိုက်ထွက်လိုက်ဒါလို့ဟို Singapore နေမလေးကိုသွားလိုက်လာလိုက်ဒါလို့လို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဒီပို့လျှောက်တဲ့ဒီ single entry visa နဲ့ multiple entry visa ကဒါအဲ့လိုမျိုး꽈ရဲပေါ့နော်အဲ့ဒီအပေါ်မှာမှုတည်ပြီးတော့ကိုက multiple entry visa လျှောက်တယ်ဆိုလို့ရှိရင်ဒီမှာထပ်ပြီးတော့ upload လုပ်ရမယ် နောက်တဲ့ category သုံးခုရှိရပါတော့ဒီ flight ticket တို့ accommodation တို့ SG arrival တို့ဒီသုံးခုလုံးကဟိုဟို attach လုပ်ဆရာမလိုဘူးပေါ့နော် attach လုပ်ဆရာမလိုဘူးဆိုတော့မြဒီဒီသုံးခုနေရာမှာဘာပဲ attach လုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ single မှာရှိတဲ့ဒီ IC ပေါ့နော်ဒီ aspect ဖြစ်ဖြစ် EP ဖြစ်ဖြစ်အဲ့ဒီကိုယ့်ရဲ့ IC ကိုဒီအရှိစာမျက်နှာနဲ့အနောက်စာမျက်နှာကိုဒီ A4 စာရဲ့တက်ရွက်မှာ ဒီ scan ဖတ်ပြီးတော့ PDF file နဲ့ save လုပ်ပြီးတော့ဒီ3နေရာလုံးပေါ့နော်ဒီ flight ticket ဆိုတဲ့နေရာအောင် accommodation ဆိုတဲ့နေရာ SGRI ပဲဆိုတဲ့နေရာဒီ3ခုလုံးမှာကိုယ့်ရဲ့ IC ကို attach လုပ်ပေးဖို့ပဲလိုပါတယ်ဒါကဒါ Singapore မှာဒါ long term visa ဟို long term visa ရှိထားတဲ့သူတွေအဖဲလစ်ပတ်ရှိထားတဲ့သူတွေဒီမှာဒီပဲ entry visa လျှောက်တဲ့အခါမှာအဲ့လိုမျိုးဖြစ်ပြီးပုံလိုပါတယ် ဒါပေမဲ့လို့ဒီ single entry visa ကိုရှောက်မယ်စင်ကာပူကိုအလေလာတဲ့သူတွေကမလေး visa ကိုရှောက်မယ်ဆိုလို့ရှိရင်တော့သူပြောထားတယ်ဒီ flight ticket တို့ accommodation တို့ SD arrival တို့ကသူပြောထားတဲ့အတိုင်းကိုအတီးကြားဖြည့်ပေးဖို့လုပ်ရဲပေါ့နော်အဲ့မှာ flight ticket ဆိုတဲ့နေရာမှာကြတော့ကိုကစင်ကာပူကနေပြီးတော့မလေးကိုသွားတယ်။အပြန်ကြလို့ရှိရင် ဒီမလေးကနေပြီးတော့တခြားပြည်နိုင်ငံပြန်မလဲပေါ့နော်အဲ့လိုမျိုးအပြန်တကက်ဝယ်လို့ရတယ်ဒါမှမဟုတ်ရင်လည်းကိုကဒီစင်ကာပူထဲကိုပြောင်းဝင်လာမယ်စင်ကာပူကနေမှတခြားနိုင်ငံကိုသွားမယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဒီ ဟိုရဲ့ direct ticket ပေါ့နော်အဲ့ဒီ ticket ကိုဟိုရဲ့ဒီ assessment တကယ်ဝယ်ထားတဲ့ return ticket ကိုဒါ attach လုပ်ရပါမယ်။ accommodation အကြတော့အာ hotel ကို hotel reservation လုပ်ထားတဲ့ဟာကို attach လုပ်လို့လည်းရတယ်လို့ဒါမှမဟုတ်ရှင်လေ။ကွာဒီဟိုတငယ်ချင်းအိမ်မှာနေမယ်ဆိုလို့ရှင်လေသူတို့ကိုဒီအိမ်ရဲ့ဒါပါတော့ PUB ပေးထားတဲ့ဖြစ်ဖြစ်ဒါလိမ့်စာတစ်ခုခုပါတဲ့ ဟာတခုဒါ attach လုပ်ပြရမယ်ပေါ့နော်ဒီ SG arrival ဆိုတာကကြတော့ Singapore တွေကိုဝင်လာတဲ့အချိန်မှာဒါရက်30ရထားတဲ့ဒီ information ပေါ့နော်အဲ့ဒီအဲ့ဒီဟာကိုဒါ attach လုပ်ပြရမှာဖြစ်ပါတယ်ပြသလို့ရှိရင်ဒီဟာတော့ကိုယ့်ရဲ့ဒါဒီလိုတဲ့ဒီ information တွေထပ်ပြမယ်ပေါ့နော်ဒီ ဟာဒီမှာကြာလို့ရှင် purpose of stay ကကြာတော့ကွာဒါအလဲသွားမှာဖြစ်တဲ့အတွက်ဒီ tool ဆိုတာကိုပဲရွှေ့မယ်ဒီမှာကိုရဲ့ဒီ travel documents တွေ documents ဒီ passport နဲ့ပဲဖြစ်မယ်ပြီးတော့ရင်ဒီကိုရဲ့ passport ကိုပြန်နိုင်ငံမှာ issue လုပ်တာလဲဗောနော်မြန်မာပြည်အနေ issue လုပ်ခဲ့တယ်ဆိုလို့ရှင်တယ်မြန်မာမြန်မာပြည်ကိုဖြည့်ပြီးတော့ passport ကဘယ်နေရာ issue ဖြစ်တာလည်း password expiry date တွေဖြစ်နေပြီးသွားရင်ဒီမှာ address in malaysia ဆိုတဲ့နေရာကကြတော့ဟိုကဒီမှာဒါဒီမှာ attach လုပ်ထားတဲ့လိပ်စာအတိုင်းကိုဒီ address in malaysia ဆိုတာကိုဖြည့်ပေါ့နော်ဟိုက hotel မှာနေမယ်ဆိုလို့ရှိရင် hotel book လုပ်ထားတာကို attach လုပ်ထားရဲဆိုလို့ရှိရင် hotel လိပ်စာကိုဖြည့်မယ်ပေါ့ဒီမှာတကယ်ချင်းအိမ်မှာနေမယ်ဆိုလို့ရှိရင်လည်းပဲဒါတကယ်ချင်းအိမ်ရဲ့လိပ်စာကိုဒီမှာဖြည့်ပေးရမယ်ပေါ့နော် ဒါကတော့လက်ရှိစင်ကာပူမှာနေတဲ့လိစာပေါ့နော်ဒါဟိုတယ်လိစာပဲဖြစ်ဖြစ်စင်ကာပူမှာနေတဲ့အိမ်ဟိုအိမ်ဒီအိမ်အိမ်လိစာဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုဖြည့်ပေးရပါမယ်အဲ့တော့ဒီ information တွေအကုန်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင် name ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ နေဆိုတဲ့ဟာပါနေတာလို့ရှင်သူကဒါဒီကိုရဲ့ဒီကိုဖြည့်ထားတဲ့ဒီ documents တွေမှန်မှန်မှန်ကိုဒါ review လုပ်ခိုင်းတဲ့ page ကိုရောက်သွားမယ်ပေါ့နော်အဲ့မှာကိုက review လုပ်ပြီးတော့ဒါ documents တွေမှန်တယ်ဆိုပြီးเนาะဒါဒီ visa ကြီးဒီ ringgit 120ပေးရမယ်ဆိုတဲ့ page ပေါ်လာပါလိမ့်မယ်ပြီးတော့အဲ့ဒါ visa ကြီးဒါ120ကိုပေးပြီးသွားပြီဆိုလို့ရှိရင်သူကဒါ ကိုဗီဇာလျှောက်တာအောင်မြင်သွားပြီပေါ့နော်အဲ့တော့ကိုရဲ့ email တွေကိုဒါသူတို့ဒီဗီဇာချိရပြီကိုရဲ့ဗီဇာကဒါ processing သွားနေပြီဆိုတော့ information ရပါလိမ့်မယ်ဒီ website ထဲမှာတော့ဗီဇာလျှောက်တာကအနည်းဆုံးဒါ9ရက်ကနေ9ရက်ကြာတယ်လို့ရေးထားတယ်ဒါပေမဲ့ညသားပြက်ကတော့ဒါဒီနေ့လျှောက်တယ်ဆိုရင်ဒါမနေ့ပြန်အခု documents တွေစုပ်တယ်ဆိုလို့ရှိရင်တော့ဒီနေ့လျှောက်တယ်ဆိုရင်ဒါမနေ့ပြန်လောက်ရပါတယ် ဒီဟာလေးကတော့မလေးဗီဇာကိုဘယ်လိုလျှောက်လဲဆိုတဲ့ဒါ step by step guideline တွေဖြစ်ပါတယ်။ကိုကိုတိုင်းဒါအဲ့လိုတကူလျှောက်လို့ရပါတယ်။အားလုံးလည်းအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်။